မြန်မာနိုင်ငံကနေထိုင်းနိုင်ငံကိုတင်ပို့တဲ့ငရုတ်သီးတွေမှာပိုးသက်စေ၊ပေါင်းသက်စေ၊မှုအစိတ်ဓာတ်ကျွင်းတွေတွေ့ရှိရတယ်လို့စိုက်ပျိုးရေးမွေးမြူရေးနဲ့ဆက်မြောင်းဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ထိုင်းနိုင်ငံကိုတင်ပို့ခဲ့တဲ့ငရုတ်သီးအချောင်းနဲ့ငရုတ်သီးအစိုးရမှာ Chlorpheforce နဲ့ Triazofos ပိုးသက်စေ၊ Glyphosate ပေါင်းသက်စေ၊ Aflatoxin မှုအစိတ်ဓာတ်ကျွင်းတွေတွေ့ရှိရကြောင်းသက်ဆိုင်ရာကသိရှိရကြောင်း အစောပိုင်းဖြစ်စဉ်ကိုစစ်ဆေးရမှာငရုတ်သီးအချောင်းနဲ့ငရုတ်သီးအစိုးရကိုမြောက်ရီနယ်ဆက်ပုံးမွားထိန်းချုပ်ရေးစခန်းကနေကုမ္ပဏီ၁၁ခုနဲ့မောတောင်နယ်ဆက်ပုံးမွားထိန်းချုပ်ရေးစခန်းကနေကုမ္ပဏီတခုတို့ကတင်ပို့ခဲ့တာဖြစ်တာကိုစစ်ဆေးတွေ့ရှိရတယ်လို့ဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ဒါကြောင့်ထပ်မံပြီးငရုတ်သီးတင်ပို့မဲ့ကုမ္ပဏီတွေအနေနဲ့မတင်ပို့မီငရုတ်သီးနမူနာတွေကိုစိုက်ပျိုးရေးဦးစီးဌာနတည်နှံကာကွယ်ရေးဌာနကွယ်ရုံးချုပ်ကနေ ISO 17025လက်မှတ်ရရှိတဲ့စီးပွားရေးထွက်ကုန်များအရေးသွေးစစ်ဆေးရေးတက်ခွဲခန်းကိုပေးပို့စစ်ဆေးပြီးမှသာတင်ပို့ခွင့်ပြုမှာဖြစ်ကြောင်းထုတ်ပြန်ချက်အရသိရပါတယ်။အဖလက်တော်စင် မှုအစိတ်ဟာပြောင်းငရုတ်ကောင်းနှစ်နှင်းပဲနေကြရီမှာလည်းပါရှိနိုင်ပေမဲ့မြေပဲနဲ့ငရုတ်မှာအများဆုံးပါရှိရလို့သိရပြီ။မှုအစိတ်ပောင်းဝင်မှုမှာအပူချိန်နဲ့စိုထိုင်းစအပေါ်မှုတည်ကြောင်းငရုတ်သီးမှာအဖလက်တော်စင်ပောင်းဝင်မှုများပါကအန္တရာယ်ရှိရလို့ကျန်းမာရေးရှိရောင်းကသတ်မှတ်ထားကြောင်းသိရပါတယ်။